မင်္ဂလာပါခင်ဗျာ2016ခုနှစ်ဇွန်လ6ရက်တနင်္လာနေ့ညပိုင်းလွတ်လပ်တဲ့အာရှတန် RF ရဲ့ရုပ်မြင့်သံကြားအစီအစဉ်တွေကို American ပြည်တော်စု Washington DC မြို့တော်ကနေတိုက်ရိုက်ထုတ်လွှင့်နေပါပြီကျွန်တော်ကနေရင်ကျော်ပါကျွန်တော် RF ရဲ့အစီအစဉ်တွေကိုမြန်မာစံတော်ချိန်ည7:00နာရီခွဲကနေ9:00နာရီထိတင်ဆက်သွားမှာပါဒီကနေ့တင်ပြမယ့်သတင်းတွေထဲမှာတော့လွှတ်တော်ရေးရာကော်မတီတွေနဲ့တိုင်းနယ်ပြည်နယ်လွှတ်တော်ဥက္ကဋ္ဌတွေကော်မတီဥက္ကဋ္ဌတွေကိုခေါင်းဆောင်မှုနဲ့ဆွေးနွေးပြင်ပပို့ချမယ်တဲ့တင် BBC မြန်မာသတင်းတောက်တယောက်ကို ပြည်သူဝန်ထမ်းအပေါ်နာကျင်စေမှုနဲ့ထောင်နဲ့၃လချမှတ်လိုက်တဲ့သတင်းအပဝင်တခြားစိတ်ဝင်စားစရာသတင်းတွေတင်ပြသွားမှာပါ။အဲဒီနောက်မှာတော့အမျိုးဘာသာသာသနာကာကွယ်စောင့်ရှောက်ရေးအဖွဲ့မဘာသာတီထောင်ခြင်း၃နှစ်ပြည့်ညီလာခံကျင်းပခဲ့တဲ့အကြောင်း၁994ခုနှစ်အလုသမားအရေးခင်းတဲ့85 86ကျောင်းသားလှုပ်ရှားမှုနှစ်ပတ်လည်အခမ်းအနားပြုလုပ်ခဲ့တဲ့အကြောင်းရခိုင်ပြည်နယ်ပုံနာကျောင်းမြို့နယ်ကစစ်ပြေးဒုက္ခသည်တွေရဲ့နောက်ဆုံးအခြေအနေအကြောင်းစတဲ့သတင်းပေးပို့ချက်တွေကိုလည်းထုတ်လွှင့်သွားမှာဖြစ်ပါတယ်။ နောက်ပိုင်းမှာတော့ရှမ်းတိုင်းသားဘာသာအစီအစဉ်ကိုပရိသတ်တွေရှုစားရမှာပါဒီနေ့အတွက်ထူးခြားတဲ့သတင်းတွေစပြီးတင်ပြပေးပါတော့မယ်ခင်ဗျာပြည်တော်စုလွတ်တော်အမျိုးသားလွတ်တော်ပြည်သူလွတ်တော်လွတ်တော်၃ရက်ကကော်မတီတွေနဲ့တိုင်းနယ်ပြည်နယ်လွတ်တော်ဥက္ကဋ္ဌတွေကော်မတီဥက္ကဋ္ဌတွေအတွက်၅ရက်ကြာတင်နန်းဖွင့်ပွဲကိုနေပြည်တော်ပြည်တော်စုလွတ်တော်သဘင်ဆောင်မှာဒီကနေ့ပြုလုပ်ခဲ့ပါတယ်ကုလသမဂ္ဂဖွံ့ဖြိုးမှုအစီအစဉ် UNDP နဲ့အပြည်ပြည်ဆိုင်ရာ Parliament Union IPU ရဲ့အစီအစဉ်နဲ့ပြုလုပ်မဲ့အဲ့ဒီတင်တန်းမှာခေါင်းဆောင်မှုနဲ့ပညာရပိုင်းဆိုင်ရာစွမ်းရည်မြင့်တင်တန်းတွေကိုပို့ချမှာဖြစ်ပါတယ်။တင်တန်းကိုတိုင်းဒေသကြီးနဲ့ပြည်နယ်တွေကလွှတ်တော်ကိုယ်စားလှယ်135ဦးအပါဝင်ကိုယ်စားလှယ်200ကျော်တက်ရောက်ကြမှာဖြစ်ပါတယ်။ပြီးခဲ့တဲ့ဖေဖော်ဝါရီလကလည်းအခုလိုတင်တန်းမျိုးတစ်ကြိမ်ပြုလုပ်ခဲ့ပါတယ်။ဒီကနေ့တင်တန်းဖွင့်ပွဲကိုပြည်သူ့လွှတ်တော်ဥက္ကဋ္ဌဦးဝင်းမြင့်နဲ့ပြည်တော်စုလွှတ်တော်နာယကမန်းဝင်းခိုင်တန်းလည်းတက်ရောက်ခဲ့ပါတယ်။လွှတ်တော်ကော်မတီတွေဟာပြည်သူတွေကိုကိုစားပြုလှုပ်ဆောင်နိုင်တဲ့ ကျယ်ပြန့်တဲ့အာဏာရှိသလိုမူဝါဒရေးဆွဲရေးနဲ့ဥပဒေပြုရေးလုပ်ငန်းစဉ်တွေမှာပူးပေါင်းဆောင်ရွက်နိုင်တယ်လို့မန်ဝင်းခိုင်တန်းကပြောပါတယ်ခင်ဗျာ BBC မြန်မာပိုင်းအစီအစဉ်ရဲ့သတင်းတော့ကိုနေလင်းကိုပြည်သူဝန်ထမ်းအပေါ်နာကျင်စေမှုနဲ့မန္တလေးချမ်းမြသာစီမြို့နယ်တရားရုံးကဒီကနေ့အလုံးနဲ့ထောင်နဲ့၃လချမှတ်လိုက်ပါတယ်ကျွန်တော်တို့မီဒီယာတွေမှာအကာအကွယ်ပေးမဲ့အဖွဲ့အစည်းမရှိသလောက်ကိုဖြစ်နေပါတယ်လုံးဝလည်းမရှိပါဘူးကျွန်တော်တို့ခုလိုဖြစ်တဲ့ကိစ္စလည်းဒါကိုယ့်ရှေ့မှာပြည်သူတယောက်ကိုမတရားကျူးလွန်တဲ့ဟာကိုကျွန်တော်တို့အကာအကွယ်ပေးတဲ့သဘောပဲဖြစ်တယ်ဒီရဲကို နာပါစီဆိုပြီးတော့ကျွန်တော်တို့လုပ်တဲ့ရည်ရွယ်ချက်မျိုးလည်းမရှိပါဘူးပြီးခဲ့တဲ့နှစ်မတ်လ28ရက်နေ့ကဖမ်းဆီးကန်ကျောင်းသားတွေပြန်လွှတ်ရေးအတွက်မန္တလေးမြို့မှာမော်တော်ဆိုင်ကယ်တွေနဲ့လှည့်လည်ဆန္ဒပြတဲ့ကျောင်းသားတွေကိုရဲကတားဆီးရကနေရဲတပ်ချက်တူတန်းရခဲ့တဲ့ကိစ္စနဲ့ပတ်သက်ပြီးအဲ့ဒီချိန်ကသတင်းရယူနေတဲ့ကိုနေလင်းကိုထောင်ဒဏ်ချမှတ်လိုက်တာပါ။အဲ့လိုဒဏ်ရာရတာဟာကိုနေလင်းကထိုးကြိတ်လိုက်လို့ဆိုပြီးရဲကအမှုဖွင့်တရားစွဲခဲ့တာဖြစ်ပါတယ်။ဒီဖြစ်ရမှာတရားခံဘက်ကတပ်သေးတွေရဲ့ထွက်ဆိုချက်မခိုင်မာပဲ တရားလိုဖြစ်တဲ့ရဲတပ်ဖွဲ့ဘက်ကတက်တည်ခိုင်းလုံတယ်လို့တရားသူကြီးကဆုံးဖြတ်လိုက်တာဖြစ်ပါတယ်။ပြည်မှုဆိုင်ရာပုံမှန်၃၃နှစ်ဟာအမြင့်ဆုံးထောင်နဲ့၃နှစ်အထိချမှတ်နိုင်တဲ့ပုံမှန်ဖြစ်ပါတယ်ခင်ဗျာ။အမျိုးဘာသာသာသနာကာကွယ်စောင့်ရှောက်ရေးအဖွဲ့မဘာသာတီထောင်ချင်း၃နှစ်ပြည့်ညီလာခံကနေသတင်းမီဒီယာတွေကိုသတိပေးပြောကြားလိုက်တယ်လို့ဖန်ဆီးခံထားရတဲ့ဦးနေမျိုးဝေကိုအမြင့်ဆုံးပြန်လှုပ်ပေးဖို့ကိုလည်းအစိုးရကိုတောင်းဆိုလိုက်ပါတယ်။ RFA သတင်းတော့ကိုကျော်စိုးလင်းဆက်ပြီးတင်ပြပါလိမ့်မယ်ခင်ဗျာ။ မျိုးဘာသာသာသနာကာကွယ်စောက်ရှောက်ရေးအဖွဲ့ဗဟုရဲ့တုံးနှစ်ပြည့်ညီလာခံကိုဇွန်လ၄ရက်နဲ့၅ရက်နေ့တွေမှာရန်ကုန်တိုင်းအင်းစိန်မြို့နယ်ကအောင်စန်းတော်ရတပ်ဦးကျောင်းတိုင်မှာကျင်းပခဲ့တာဖြစ်ပါတယ်။ကြေညာချက်ထုတ်ပြန်ရမှာအချက်ရှိချက်ပါရှိပါတယ်။နိုင်ငံတော်အစိုးရတာဝန်ရှိသူများအနေဖြင့်ထို့သူတို့တရားမဲ့ပြုကျင့်မှုများကိုရှောင်ကျဉ်ရန်နဲ့ဥနေမျိုးဝေအမှုအားပြန်လည်စစ်စစ်ကတရားဥပဒေစိုးမိုးရေးတရုတ်တက်ကပေါ်လွှင့်အောင်အကောင့်ထဲပေါ်ဆောင်ရွက်ပေးရန် လေးမျက်စွာတိုက်တွန်းသည်ဦးနေမျိုးဝေဟာနိုင်ငံတော်အကြီးအကဲတွေကိုပုတ်ခတ်စော်ကားရေးသားတဲ့အတွက်ဆက်သွယ်ရေးပုံမှ66ကားကြီးနဲ့တရားစွဲဆိုထားတာဖြစ်ပြီးလက်ရှိပသိမ်အကျဉ်းထောင်မှာဖမ်းဆီးထားတာဖြစ်ပါတယ်။မဘာသာအဖွဲ့ရဲ့ဒုတိယဥက္ကဋ္ဌမော်ကျွန်းဆရာတော်ကလက်ရှိလွတ်တော်ကိုယ်တော်တွေဟာအမျိုးဘာသာသာသနာကိုကာကွယ်စောင့်ရှောက်လူစိတ်ရှိသူတွေဖြစ်ကြဖို့လဲမိန့်ကြားလိုက်ပါတယ်။တော်ကိုယ်စလေတွေထဲမှာကြည်လာရရင်ဒီလိုလိုဘာသာရေးအနေနဲ့ကြည့်မယ်ဆိုရင်တော့ ဗုဒ္ဓဘာသာဝင်ဆွတ်တော်ကိုယ်တော်လေကတော်တော်ကိုများတယ်လို့ဒီလိုဆိုရမှာပါသို့တော်လည်းပဲအဲ့ဒီရောက်နေတဲ့ဆွတ်တော်ကိုယ်တော်လေဒီလူမျိုးဘာသာတာလနာဆိုတဲ့စိတ်တို့မှာရှိဖို့မရပါဘူးမင်းနဲ့ပြည်သူတွေရဲ့ချစ်ခင်မှုကိုလိုအပ်တဲ့အတွက်တန်ဃာတော်တွေအနေနဲ့စကားအသုံးနှုံးစင်ကျင်ကြဖို့ငါးချမ်းမြန်ဆရာတော်ဦးဓမ္မပီယာကတိုက်တွန်းမိကြခဲ့ပါတယ်မျိုးဘာသာတာလနာတို့အတွက်အကျိုးတစုံတရာဖြစ်မယ်ဆိုရင်ဒီလိုတိခါတိရင်တိခါမှာပါဗျာ မြို့ဝတ္တသနာရဲ့အကျိုးကျေးဇူးတွေဖြစ်ထွန်းမယ်ဆိုရင်နိုင်ငံတော်ဆိုရအောင်လည်းဘယ်ဆိုရတဲ့တဲ့ဒီလိုလိုကပြည်ပြအောင်ချုံးဝေအောင်ဒါတွေဆောင်ရွက်ကြမှာပါဗျာရိုဟင်ညာလူမျိုးမရှိကြောင်းအစိုးရကကြေညာပြီး1982နိုင်ငံသားဥပဒေကိုအကောင့်ထဲဖော်ပေးဖို့အထောက်ထားမဲ့နိုင်ငံသားတွေကိုစနစ်တကျစီစစ်ဖော်ထုတ်ပေးဖို့ဘင်္ဂလားဒေ့ရှ်နိုင်ငံနဲ့ထိစပ်နေတဲ့နယ်စပ်ခြံစည်းမှုကိုဆက်လက်တိစောက်ပြီးနယ်စပ်ဂိတ်တွေစနစ်တကျစစ်ဆေးဖို့အစရှိတဲ့အချက်တွေကိုလည်းတောင်းဆိုကြောင်းထုတ်ပြန်ချက်မှာပါဝင်ပါတယ်ခင်ဗျာ။ မာသာမာဘာသာအဖွဲ့တည်ထောင်ခြင်းသုံးနှစ်ပြည်ညလာခံအကြောင်းကိုကျော်စိုးလင်းတင်ပြသွားတာပါမြန်မာနိုင်ငံကမွတ်စလင်ဘာသာဝင်တွေနိုင်ငံသားအခွင့်အရေးဆုံးရှုံးနေတာတွေခွဲခြားဆက်ဆံခံနေရတာတွေကိုဥပဒေကြောင်းအရအကူအညီပေးဖို့အတွက်မြန်မာနိုင်ငံသားမွတ်စလင်ရှင်းနေများအသင်းကိုဇွန်လ၄ရက်နေ့ကဖွဲ့စည်းလိုက်ပါတယ်တရားဝင်အသင်းအဖွဲ့အဖြစ်ယက်တည်နိုင်အောင်မှတ်ပုံတင်သွားမယ်လို့အသင်းရဲ့နိုင်ငံအဖြစ်တာဝန်ယူထားတဲ့ရှင်းနေဥက္ကဋ္ဌကပြောပါတယ်မွတ်စလင်ဘာသာဝင်တွေဟာပညာရေးအလောက်ကိုင်းတဲ့နိုင်ငံသားမှတ်ပုံတင်ရရှိရေးတွေမှာခွဲခြားဆက်ဆံခံနေရပြီး နိုင်ငံသားအခွင့်အရေးအပြည့်အဝမရတာတွေရှိနေတဲ့အတွက်အဲ့ဒီလိုကိစ္စမျိုးတွေမှာလိုက်ပါကူညီဖို့အကြံဉာဏ်တွေပေးဖို့စီစဉ်ထားတယ်လို့ပြောပါတယ်။တနိုင်ငံလုံးမှာမော့စလင်ဘာသာဝင်ရှေ့နေ200ပတ်ဝန်းကျင်ရှိပြီးအသင်းမှတ်ပုံတင်ပြီးတဲ့အခါမှာမော့စလင်ဘာသာဝင်ရှေ့နေတိုင်းအသင်းဝင်ဖြစ်ရေးအတွက်စီရင်သွားမယ်လို့လည်းသိရပါတယ်ခင်ဗျာ။တော်ရိုင်းတရိတ်ဆန်တဲ့သဘာဝအပင်တွေတရားမဝင်ရောင်းဝယ်ဖောက်ကားတာတွေကိုလုံးဝလက်ခံမှာမဟုတ်ဘူးလို့သမရဦးထင်ကျော်ကပြောလိုက်ပါတယ်။ဇွန်လ9ရက်မနေ့ကကြောက်ရွတ်တဲ့ကမ္ဘာပတ်ဝန်းကျင်ထိန်းသိမ်းရေးအခမ်းအနားကို နေပြီးတော့သင်္ဃာဟိုတယ်မှာကျင်းပခဲ့ရမှာအခုလို့ပြောခဲ့တာဖြစ်ပါတယ် RFA သတင်းတော့ကိုဝင်းကိုကိုလက်တင်ပြထားပါတယ်ခင်ဗျာနိုင်ငံတော်သမ္မတဦးထင်ကျော်ကတဘာဝပတ်ဝန်းကျင်နေ့အခမ်းအနားမှာပထမဦးဆုံးပြောတာကသူ့အနေနဲ့ပြည်သက်ရဲ့ရှေ့ဆုံးထိပ်မှာတီးတဲ့နိုင်ငံတော်သမ္မတအတွက်ချပေးတဲ့ထိုင်ကုန်မှာမထိုင်လို့ပဲအားလုံးနဲ့ဒဏ္ဍာရီမှာထိုင်လို့တယ်လို့ပြောပါတယ်ကျွန်တော်လည်းဒီနေ့အမှတ်ပြပါတယ်ကျွန်တော်ထံမှာရှိမှသိနိုင်ဖြစ်ပါတယ်။ဒါမျိုးတော့ကျွန်တော် ကျွမ်းလာတဲ့အဲ့ဒီတန်းနေပြီးအခုနိုင်လို့ပါတယ်။ဒါကပြင်ပြပေးတဲ့ပုံစံကိုပြင်ပြနေမှာပေါ့။နောက်မှာတဘာဝပဝင်းရှင်ထိန်းသိမ်းရေးနဲ့ပတ်သက်ပြီးတော်ရိုင်းတိရစ္ဆာန်နဲ့တဘာဝအပင်တွေတရမွေရောင်းဝယ်ဖောက်ကားတာကိုတင်းကျပ်တဲ့ဥပဒေတွေချမှတ်ပြဋ္ဌာန်းလိုကြောင်းနိုင်ငံတော်သမ္မတဦးထင်ကျော်ကပြောပါရတယ်။ More people need to understand the damage this is business is doing to our environment, livelihoods, communities, and security. ချမ်းပြည်နယ်အရှေ့ပိုင်းမိုင်းလာဒေသမှာရှိတဲ့တော်ရိုင်းတိရစ္ဆာန်ရောင်းဝယ်ဖောက်ကနေတဲ့ဈေးကို ပိတ်သိမ်းဖို့စီစဉ်နေတယ်လို့သဘာဝပတ်ဝန်းကျင်နဲ့တာငတ်တိရစ္ဆာန်ထင်းသိမ်းဌာနကညွှန်ကြားရေးမှူးဦးဝင်းနိုင်တော်ကပြောပါရတယ်။တော်ရိုင်းတိရစ္ဆာန်ဒီကနေ့ပြသတဲ့လို့ပြောင်းအောင်တော်တော်များများတော်ရည်များပါ။တစ်ဖက်က ဒါတိုင်းရဲ့ပုံပေါ်တော့ဘာလို့လဲ။နိုင်ငံဥပဒေတည်ဆောက်ရေးရှိတယ်။အဲ့တော့ဆရာဦးဒီလိုနေသက်ပါဈေးကွက်ရှိတယ်။ဒါရီယာအောက်ကြီးတွေအဲ့ဒီဈေးကွက်ကြီးကိုပိတ်ပြီးတော့ဒါကြီးအောက်ကြီးတွေချောက်ဖို့ကျွန်တော်တို့ဒါစီစဉ်ဆောင်ရွက်ပါတယ်။2010ကနေ2016မတ်လအထိဖန်စီရမိတဲ့တော်ရိုင်းတိရစ္ဆာန်နဲ့တဘာဝအပင်များတရံဝင်ရောင်းဝယ်ဖောက်ကားမှု186မှုရှိပြီး တောဆင်ရိုင်တပ်ဖြတ်ခံရတာတွေက120ရှိတဲ့အကြောင်းပြောပါရယ်အခမ်းအနားကိုသမရဦးထင်ကျော်ဒုတိယသမရဦးမြင့်ဆွေနဲ့အစိုးရအဖွဲ့ဝင်ဝန်ကြီးတွေကုလသမဂ္ဂအဖွဲ့အစည်းတွေရပ်ပတ်အဖွဲ့အစည်းတွေကကိုယ်စားလှယ်တွေတက်ရောက်ခဲ့ပါတယ်ခင်ဗျာကုံဝင်းကိုကလက်တင်ပြသွားတာပါကြောက်ဖြစ်မျိုးနဲ့မှာတရုတ်ဒဏ်ငွေပိုက်လိုင်းစီမံကိန်းကြောင့်ပျက်စီးသွားတဲ့လေယာဉ်မြေပြဿနာတွေကိုဖြေရှင်းပေးဖို့ဒေသခံတွေကမြန်မာနိုင်ငံဆိုင်ရာတရုတ်တံတမကြီးဟွန်လျန်းကိုတောင်းဆိုလိုက်ပါတယ်မနေ့ကကြောက်ဖြစ်မျိုးနဲ့မလာကျွန်းရွာမှာ တရုတ်တမ်မကြီးနဲ့တွေ့ဆုံတဲ့အခါမှာအခုလိုတောင်းဆိုခဲ့တာပါတောင်းဆိုချက်တွေကိုပြည်လဲအောင်ဖြည့်ရှင်းပေးမယ်လို့တရုတ်တမ်မကြီးကကတိပြုခဲ့ပေမဲ့ဘလို့ဖြည့်ရှင်းပေးမယ်ဘယ်အချိန်မှဖြည့်ရှင်းပေးမယ်ဆိုတာကိုတော့တိတိကျကျမပြောဘူးလို့ဒေသခံတွေကပြောပါတယ်တရုတ်တမ်မကြီးဟာကြောက်ဖြစ်မျိုးနယ်မှာတရုတ်အစိုးရပိုင်း CITNC ရင်းနှီးမြှုပ်နှံမှုကုမ္ပဏီကလှုပ်ဆောင်နေတဲ့အထူးစီးပွားရေးဆောင်စီမံကိန်းကိုတွားရောက်လေ့လာတာဖြစ်ပါတယ်စီမံကိန်းကောင်ထယ်ဖော်မဲ့ကြောက်ဖြစ်မျိုးနယ်ကကြေးရွာပေါင်း90ကိုကြေးရွာရံမုံငွေအဖြစ်တရွာကို ကျပ်သိန်း300သည်အတုံးလုံးတက်တက်တာတာနဲ့ကုမ္ပဏီကထုတ်ချီထားတယ်လို့လည်းသိရပါတယ်ခင်ဗျာပြီးခဲ့တဲ့ဇွန်လ၄ရက်နေ့ကကချင်ပြည်နယ်က AR မြစ်ဆုံစီမံကိန်းဒေသကိုရောက်လာတဲ့တရုတ်တံမကြီးဟုန်လျက်နဲ့ကိုယ်စလဲအဖွဲ့ကိုမြစ်ဆုံဒေသခံတွေဆန္ဒပြခဲ့ကြပါတယ်စီမံကိန်းကိုဆက်ပြီးအကောင့်ထဲမှာပေါ်ပဲရာသက်ပံရက်ဆိုင်ပေးဖို့မြကြီးနားမြို့စီတာဘူးရက်ွက်က Palm Springs Resort Hotel ရှေ့မှာဆန္ဒပြတောင်းဆိုခဲ့ကြတာပါမြစ်ဆုံစီမံကိန်းကိုပြန်စခြင်းတဲ့အကြောင်းကချင်ပြည်နယ်အစိုးရအဖွဲ့နဲ့တွေ့ဆုံစဉ်မှာတရုတ်တံမကြီးကဆွေးနွေးခဲ့ပါတယ် အေယာဝတီမြစ်စုံစီမံကိန်းအကောင့်ထက်ပေါ်မဲ့တန်ဖျဲမြစ်စုံလက်ဖျက်ကတောင်စတဲ့ကြေးရွာတွေကဒေသခံ2000ကျော်ဟာအောင်မြင်သာကြေးရွာကိုပြောင်းရွှေ့ခံရတာလင်းနှစ်ကျော်နေပြီဖြစ်ပါတယ်။အဲ့ဒီဆန္ဒပြပွဲကိုဒေသခံရွာသားတွေနဲ့အတူနိုင်ငံရေးပါတီနဲ့လူမှုအဖွဲ့အစည်းတို့လည်းပူးပေါင်းပါဝင်ခဲ့ကြပါတယ်ခင်ဗျာ။ကမ္ဘာရှားပါးရေတံတော်အစည်းအဝေး ARR လပိုင်းတွေကိုပြည်မြို့အနီးက ARR မြေကြောင်းထဲမှာတွေ့ရတယ်လို့ ARR လပိုင်းစောင့်ရှောက်လေးလာသူများအဖွဲ့ကသတင်းထုတ်ပြန်လိုက်ပါတယ်။ အရင်ကမန္တလေးမြို့အထက်ပိုင်းမှာသာတွေ့ရပေမဲ့အခုအခါမှာတော့မန္တလေးမြို့အောက်ပိုင်းမြေကျောင်းထဲမှာပါတွေ့ရတာလို့ရန်ကုန်မြို့တော်ဝင်နှင်းစီစားတောက်ဆိုင်မှာမနေ့ကပြုတ်လို့တဲ့သတင်းစာရှင်းလင်းပွဲမှာပြောပါတယ်တနစ်ကိုလပိုင်း2កောင်နှုံးလောက်တည်ဆုံးနေပြီး2000ခုနှစ်ကနေ2015ခုနှစ်အတွင်းလပိုင်း36កောင်တည်ဆုံးခဲ့ပြီလို့ဆိုပါတယ်လောလောဆယ် ARM မြစ်ထဲမှာလပိုင်းအကောင်ကြီး100ပတ်ဝန်းကျင်သာကျန်နေပြီးဒီလပိုင်းတွေအသက်ရှင်ဖို့အတွက်မြစ်ထဲမှာငါးမဖက်ရစုံတွေတတ်မှတ်ပေးဖို့ဒီအဖွဲ့ကတိုက်တွန်းလိုက်ပါတယ် AR မြစ်ထဲမှာ serial တိစောက်မယ်ဆိုရင်ရေခမ်းချောက်ပြီးလပိုင်တွေပျောက်ကွယ်သွားနိုင်တဲ့အတွက်မြစ်ကြောင်းတစ်လျှောက် serial မစောက်သင့်တဲ့အကြောင်းကိုလည်းအဲ့ဒီအဖွဲ့ကပြောလိုက်ပါတယ်ခင်ဗျာအရဖေရုံမြင့်တန်းကြအစီအစဉ်တွေကြီးစုနေရတာပါအခုဆက်ပြီးမြမအိန်နေချင်းအာရှနိုင်ငံတွေကစိတ်ဝင်စားစရာသတင်းတချို့တင်ပြသွားပါမယ် တရုတ်နဲ့အမေရိကန်မဟာဗျူဟာနဲ့စီးပွားရေးရာဆွေးနွေးပွဲကိုတရုတ်နိုင်ငံဘေကျင်းမြို့မှာဒီကနေ့စတင်ကျင်းပနေပါတယ်။အဲ့ဒီအစည်းအဝေးမှာတောင်တရုတ်ပင်လယ်အရေးကိစ္စအပြင်ကမ္ဘာ့ရာသီဥတုပြောင်းလဲမှုစိုက်ဘာအင်တာနက်ကွန်ရက်လုံခြုံရေးအကြမ်းဖက်ဝါဒတိုက်ဖျက်ရေးကုန်သွယ်ရေးနဲ့စီးပွားရေးပူးပေါင်းဆောင်ရွက်မှုကိစ္စတွေကိုဆွေးနွေးကြမှာဖြစ်ပါတယ်။တရုတ်နဲ့အမေရိကန်ကြားအပြန်အလှန်ယုံကြည်မှုကိုတိုးမြှင့်ဖို့လိုအပ်နေတယ်လို့တရုတ်သမ္မတရှီကျင်းဖင်ကအစည်းအဝေးအဖွဲ့အစည်းကမှထည့်သွင်းပြောသွားပါတယ်။ဒီဒေါ်တင်မှာပဲတရုတ် တောင်တရုတ်ပင်လယ်ထဲမှာတရုတ်နိုင်ငံကလေကြောင်းကာကွယ်ရေးစုံတွေတတ်မှတ်နေတာကိုလုံးဝအသိမှတ်မပြုတဲ့အကြောင်းထိုင်ဝမ်ကာကွယ်ရေးဝန်ကြီးကဒီကနေ့ထိုင်ဝမ်လွှတ်တော်မှာပြောလိုက်ပါတယ်ခင်ဗျာမလေးရှားနိုင်ငံမှာဒေါ်လာတန်ဖိုးများစွာကိုကျိုးအတွက်အလွဲသုံးစားလုပ်ထားတယ်လို့ဆွဆွဲခံရတဲ့ဝန်ကြီးချုပ်နာဂျစ်ရာဇက်ကိုမကောင်းဆိုးဝါးတယောက်လို့ပုံဖော်ပြီးရုပ်ပြောင်ကာတွန်းရေးဆွဲခဲ့တဲ့ graphic ပကြီးဆရာတယောက်ကိုဆက်သွယ်ရေးနဲ့မီဒီယာဥပဒေချိုးဖောက်မှုနဲ့ဒီကနေ့တရားစွဲလိုက်ပါတယ်ဒီဥပဒေရအပြစ်ရှိတယ်လို့တရားရုံးကဆုံးဖြတ်ရင် ထောင်နဲ့တစ်နှစ်နဲ့ဒေါ်လာ12,000ကျော်ဒဏ်ငွေပေးဆောင်ရနိုင်တယ်လို့သိရပါတယ်။ဝန်ကြီးချုပ်နာဂျစ်ကိုတယောထားတဲ့အဲ့ဒီကာတွန်းရုပ်ပြောင်ပိုစတာတွေကိုအင်တာနက်အွန်လိုင်းမှာတွေမှာကအများပြည်သူသွားလာတဲ့နေရာတွေမှာပါထပ်ဆင့်ကူယူပြီးဖော်ပြခဲ့ကြတဲ့အတွက်ရဲကတရားဆွဲလိုက်တာဖြစ်ပါတယ်ခင်ဗျာ။ထိုင်းနိုင်ငံထဲကလူမောက်ကိုကူးတဲ့ကွန်ရက်တွေမှာအစိုးရအရာရှိတွေရဲအရာရှိတွေစစ်တပ်အရာရှိတွေဒေသဆိုင်ရာနိုင်ငံရေးသမားတွေနဲ့အာဏာပိုင်တွေပါဝင်ပတ်သက်နေတယ်လို့တိုင်းဝန်ကြီးချုပ်ပရာယုချန်ဟိုချာကပြောလိုက်ပါတယ်။ ဒီကနေ့ကျင်းပတဲ့လူမောင်ခိုကူးမှုဆိုင်ရာအသိပညာပေးရေးနေ့အခမ်းအနားမှာအခုလိုပြောလိုက်တာပါတစ်ဆက်ထဲမှာပဲလူမောင်ခိုကူးမှုကိစ္စတွေ2014ခုနှစ်ကတည်းကပိုများလာတယ်လို့ဆိုပါတယ်စုံစမ်းစစ်ဆေးရေးတွေကိုအခုတည်းပိုပြီးမြန်အောင်ဆောင်ရွက်နိုင်မှာပဲလူမောင်ခိုကူးမှုပြဿနာကိုဖြေရှင်းနိုင်မယ်ဆိုတဲ့အကြောင်းစုံစမ်းစစ်ဆေးရေးတွေဒီတဲ့ပုံရလအောင်ဆောင်ရွက်သွားမယ်အကြောင်းကိုလည်းထိုင်းဝန်ကြီးချုပ်ကပြောလိုက်ပါတယ်ခင်ဗျာ thank you ် RFA ရုံမြင့်တန်းကြားအစီအစဉ်တွေကြီးရှုနေရတာပါအခုတခါသတင်းပေးပို့ချက်တွေဇက်တိုက်ထုံးလွှင့်သွားပါမယ်မန္တလေးတိုင်းပလိမြို့ပန္နာချီမြင့်တဲ့အထက်ကျုပ်ဆက်ယုံမှာအလို့ရှင်အလို့သမားသဘောတူစာချုပ်ကိုအလို့ရှင်ဘက်ကချိုးဖောက်တဲ့အတွက်အရေးယူပေးဖို့အလို့သမားကောင်းဆောင်တချို့နေပြည်တော်ကဝန်ကြီးဌာနရုံးချုပ်တွေကိုတွားရောက်တိုင်ကြားခဲ့ရပါတယ်ဒီကိစ္စကိုတော့ကျွန်တော်တို့ RFA သတင်းတော့ကိုထက်အားကတင်ပြထားပါတယ်ခင်ဗျာပြီးခဲ့တဲ့ဇွန်လ3ရက်နေ့ကအလို့ရှင်အလို့သမားသဘောတူစာချုပ်ကိုအလို့ရှင်ဘက်ကချိုးဖောက်တဲ့ဆိုပြီး ပလိမျိုးပန္နာချီမင်းနဲ့အထယ်ကျုပ်ဆက်ယူလူသမား၃ဝန်းကျော်ကဆန္ဒပြကြတာဖြစ်ပါတယ်။အဲ့ဒီဆက်ယုံကလူသမားခေါင်းဆောင်တွေကဒီကနေ့တရားလွှတ်တော်ရုံးချုပ်ကိုစာကျွန်လွှာပေးပို့ပြီးလူသမားဝင်ကြီးဌာနနဲ့ဆက်မှုဝင်ကြီးဌာနကိုအတိပေးအကြောင်းကြားတိုင်စာတွေပေးပို့ခဲ့တာဖြစ်ပါတယ်။ကျမတို့အခုလာတာတော့ကျမတို့လုံသမားခေါင်းဆောင်တွေကိုအလုပ်ဆရာနေပြီးတော့သွေးဆောင်ဖျားရောက်နေဆိုပြီးတော့တိုးတိုးလုံးဆောင်မှုဆိုပြီးဥပဒေမဲ့အလုပ်ဖြုတ်တဲ့အတွက်ကျမတို့အနေနဲ့ကဒီတရားလွတ်တော်ချုပ်ကိုလာပြီးစာကျွန်တော်လာတက်တာဖြစ်ပါတယ် ပြီးကြတော့လက်ရှိကျွန်တော်တို့ပြိဿရုံမှာကလည်းတပိမ့်မောင်းတဲ့အနေအထားမျိုးရောက်နေပါတယ်။တပိမ့်မောင်းတာကဘာလို့လဲဆိုတော့လုံရှင်ဟာဥပဒေတွေကိုစာချုပ်တွေကိုအချိန်ချင်းခါကချိုးဖောက်တဲ့အတွက်လုံသမားတို့အနေနဲ့နိုင်ငံရောနိုင်ငံဝန်ထမ်းဟောင်းရောဂျီပစ်စင်စာပလေးဆက်ရုံမှတ်နေတဲ့ဆက်ရုံပလေးရဲ့ဝန်ထမ်းတွေအနေနဲ့လုပ်ငန်းဝင်အမကန်ချက်ပျောက်ဆုံးနေတဲ့အတွက်တပိမ့်မောက်တောင်းဆိုနေတာဖြစ်တယ်။အလို့ရှင်လူသမားသဘောတူစာချုပ်ပါအရဆိုရင်တပတ်ကိုအလို့ပိတ်ရက်နှစ်ရက်နဲ့အလို့ချင်း44နာရီသာအလို့လုပ်ဖို့ဖြစ်ပါတယ်။ အလုရှင်ဘက်ကလူသမားဥပဒေပါအတိုင်းချင်းမြင်တဲ့ထဲကျုံစက်ယူဖြစ်တဲ့အတွက်တပတ်တည့်ရပိတ်ရနဲ့အလုချိန်48နာရီလုစီလိုတာဖြစ်ပါတယ်။စာချုပ်ပါအချက်နဲ့လူသမားဥပဒေပါအချက်မတူတာကြောင့်အခုလိုပရိပခဖြစ်နေတာပါ။လက်ရှိမှာလည်းစက်ယုံလူသမားတမကခေါင်းဆောင်၄ယောက်အလုထုတ်ခံထားရပါတယ်။ဒီစက်ယုံဟာငကိုကနိုင်ငံပိုင်ဖြစ်ပြီးနောက်ပိုင်းမှာပုပ်ပိကလုပိုင်ခွင့်ပေးလိုက်တာဖြစ်ပါတယ်။ကိုရောက်ဝင်တဲ့ဟောင်းအခြေအတွက်ကတော့အရင်တုန်းကဒီစက်ယုံကိုစလွှဲပေးလိုက်တဲ့အချိန်မှာ1300ကျော် တွဲပေးခဲ့ပါတယ်ခင်ဗျ1300ကျော်မှာသူတို့ကလည်းနီးမျိုးမျိုးနဲ့စိတ်ညင်အောင်လုပ်တယ်အလုသမားတွေကိုထွက်အောင်လုပ်တယ်နောက်တစ်ခုကတော့ဘာလုပ်လဲဆိုတော့ဒီအလုသမားတွေကိုပေါ့အပြစ်မျိုးမျိုးရှာတယ်မတရားနှီးလန့်နေနဲ့ဖြုတ်တယ်ပေါ့အဲ့လိုပြုတ်သွားတဲ့အတွက်အခုလောလောဆယ်မှာတော့အလုသမား900ကျော်လောက်ပဲကျန်တော့ပါတယ်ခင်ဗျအဲ့ဒါကဒီနယ်မြေကိုဖွံ့ဖြိုးတိုးတက်အောင်လုပ်တယ်လားဒီနယ်မြေကိုတကယ်ကိုတည်ငြိမ်အေးချမ်းမှုကိုပြစ်ပြောင်းအောင်လုပ်တယ်လားကျွန်တော်တို့ဘဝတွေကိုတကယ်ကိုပဲဟိုတိုးတက်အောင်မလုပ်ပေးတာမဟုတ်တဲ့အတွက်ပေါ့ဘာလို့လဲဆိုတော့ကျွန်တော်တို့အတွက်လည်းအကျိုးမရှိဘူးနိုင်ငံတော်အတွက်လည်းဒါ230 တနေ့တနေ့ကိုငှားရံတလားတလောက်ငှားရံကအသိန်း300။အေကက600ကျော်ရှိတယ်။ဒီစက်ရုံအဆောက်အဦတွေပါတယ်။အဲကြောင့်ဘောဒေါင်းတွေပါတယ်။ဒါကဒီလိုအများကြီးပေါ့နော်ပစ္စည်းတန်ရန်ဇာတအများကြီးကိုပေါ့နော်။ဒီကုမ္ပဏီတစ်ခုကိုဈေးပေါ်ပေါ်နဲ့ဘာကြောင့်ငှားပေးလိုက်ရတယ်လဲဆိုတာမျိုးတွေပေါ့။အဲလိုငှားလိုက်တဲ့အတွက်လည်းနိုင်ငံတော်တို့အများကြီးထိခိုက်ပါတယ်။အဲ့လိုနှစ်ဖက်တဘောသူစာချုပ်တွေကိုအလို့ရှင်ကမလိုက်နာလို့ဆိုပြီးတပိမောက်တောင်းဆိုခဲ့ကြတာလဲအခု၃နှစ်တွင်မှ၃ချိန်ရှိနေပြီဖြစ်ပါတယ်ခင်ဗျာကိုထက်အကတင်ပြသွားတာပါခင်ဗျာ ဗိုလ်ချုပ်နိုင်ဝင်ဦးဆောင်တဲ့မဆလတ်တပါတီအာဏာရှင်လက်ထက်1984ခုနှစ်ကအလုသမားအရေးခင်းတဲ့85 86ကျောင်းသားလှုပ်ရှားမှုနှစ်ပတ်လည်အခမ်းအနားကိုရန်ကုန်မြို့မှာဒီကနေ့ပြုလုပ်ခဲ့ပါတယ်။ RFA သတင်းတော်ကိုဒီယာထွန်းဆက်ပြီးတင်ပြပါလိမ့်မယ်ခင်ဗျာ။လွန်ခဲ့တဲ့1984ခုနှစ်ဥနေဝင်းဥဆောင်တဲ့မြမဆိုရှယ်လစ်လမ်းစဉ်ပါတီလက်ထက်မေလာနဲ့ဂျွန်လအတွင်းမှာမြမနိုင်ငံအနှံ့အပြားကစက်ရုံအလို့ယုံတွေကအလို့သမားတွေဟာအလို့သမားအခွင့်အရေးတွေအတွက်တောင်းဆိုဆန္ဒပြခဲ့ကြပါတယ် ဘာသာလအစိုးရကလည်းအလုပ်သမားတွေရဲ့တောင်းဆိုမှုတွေကိုဖြေရှင်းမပေးဘဲအကြမ်းဖက်နှိမ်နှင်းခဲ့ပါတယ်။ဒီနေ့ရန်ကုန်မြို့စိတ်တန်းညလက်ဖက်ဆိုင်မှာကျင်းပတဲ့ပွဲကို84 85 86နိုင်ငံရေးအင်အားစုတွေတက်ရောက်ခဲ့ပါတယ်။၂၁ရာခိုင်နှုန်းပင်လုံး ဟလာပင်လုံးကြီးလာကပါဝင်ပေါ့နော်နိုင်ငံရေးခင်းကျင်းသစ်တွေကိုခုဆွေးတက်ကချမှတ်နေရတော့ကျွန်တော်တို့ကပြောင်းလဲစရာအားတက်စရာတွေတော့ရှိတယ်ပေါ့နော်အဲ့တော့ကိုတို့ကလိုရင်းရတော့ဟိုနေအချုပ်ပြောမှဆိုရင်တော့ကိုတို့ကမပြီးဆုံးတဲ့သမားမျိုးတောင်ကိုဆက်လုပ်မယ်ဆက်လုပ်နေရမှာဟုတ်ပေါ်ပေါ်လာမယ်တော်စန်းစီဥဆောင်တဲ့ဆွေးတက်နဲ့ဝမ်းညံပူပေါင်းပြီးတော့ကျွန်တော်တို့နိုင်ငံရေးအင်အားစုတွေတိုင်းသားအင်အားစုတွေအားရိုးစက်တဲ့လူငယ်အင်အားစုပူပေါင်းပြီးတော့ဒါကိုတို့ရွေးချယ်အောင်မြင်တဲ့အထိဆက်လုပ်သွားမယ်ဆိုတာကိုထုတ်ပေါ်ကြေညာတာပါ ဗိုလ်ချုပ်ကြီးနေဝင်ဦးဆောင်တဲ့မဆလအစိုးရလက်ထက်မှာ1984ဂျွန်လအလို့သမားလှုပ်ရှားမှု1984ဒီဇင်ဘာလမှာဦးတန့်အရေခင်1985မေလနဲ့ဂျွန်လမှာအလို့သမားနဲ့ចောင်းသားလှုပ်ရှားမှု1986ဂျွန်လမှာမန်းရပြစ်လှုပ်ရှားမှုစတဲ့တပိတ်တိုက်ပွဲတွေဇက်တိုက်ဆိုသလိုဖြစ်ပွားခဲ့ပါတယ်။အဲ့ဒီအလို့သမားចောင်းသားလှုပ်ရှားမှုတွေကိုမဆလအစိုးရကကြမ်းဖက်နှိမ်နင်းခဲ့တာကြောင့်အလို့သမားရာကျော်တည်ဆုံးခဲ့ရတယ်လို့တပိတ်မှာပါဝင်ခဲ့သူတွေကပြောပါတယ်။ အရွေချက်ကနှစ်ချက်ပါတစ်ချက်ကတော့ကျွန်တော်တို့ကနိုင်ငံရေးပြောင်းလဲနေတဲ့အခြေအနေအတွက်မှာကျွန်တော်တို့ကွန်လေးကွန်ကကွန်ချောက်ကအင်အားစုနိုင်ငံရေးအင်အားစုကဆက်ပြီးတော့ကျွန်တော်တို့ဖြတ်သန်းနိုင်ဖို့ကတစ်ချက်နောက်တစ်ခါအနာဂတ်မှာလိုအပ်ချက်တွေရှိလာလို့ရှိရင်ကျွန်တော်တို့ကပါဝင်ကူညီဖြည့်ဆည်းနိုင်အောင်အတွက်ဒီရွေချက်နှစ်ခုရှိပါတယ်အဲ့ဒါကြောင့်ကျွန်တော်တို့ပြီးခဲ့တဲ့9နှစ်တည်းဆောင်ရွက်ခဲ့တာတွေကိုပြန်ပေါင်းချုပ်ပြီးတော့ကျွန်တော်တို့ကဒီမိုကရေစီနှီးကြပြန်လည်ပြီးတော့ရွေးကောက်တင်မြှောက်ပြီးတော့ကျန်တဲ့အဖွဲ့အစည်းတွေနဲ့လက်တွဲသွားမှာဖြစ်ပါတယ် ဒီနေ့အခမ်းအနားကိုတက်ရောက်လာသူတွေက2008ဖွဲ့စည်းပုံအခြေခံဥပဒေပြင်ဆင်ရေးအပါအဝင်စစ်အာဏာရှင်စနစ်အမြင့်ပြည့်ရေးအတွက် NLD ဥဆောင်တဲ့အစိုးရကိုကူညီဖို့လိုတယ်လို့ပြောပါတယ်။မြန်မာပြည်ပေါ်မှာအုံမိုးနေတဲ့ဥစ္စာတောင်ကြီးနှလုံးရှိတယ်လို့ကျွန်တော်ဒီခမ်းအနားမှာကျွန်တော်ပြောပါတယ်။အဲ့ဒါကတော့တစ်ခုကတော့2008ဖွဲ့စည်းပုံအခြေခံဥပဒေဖြစ်ပြီးတော့နောက်တစ်ခုကတော့စစ်အာဏာရှင်စနစ်ဖြစ်တယ်လို့ကျွန်တော်တို့ပါတီအနေနဲ့မြင်တယ်။ NLD အနေနဲ့ရောပဲအားလုံးအင်အားစုတွေရဲ့အားတွေကို အမိအညာယူပြီးတော့မှခနေ့အဲ့ဒီတောင်နှလုံးကိုကျွန်တော်တို့အပီးတိုင်ဖြိုချပြီးတော့မှ ပြည်သူခက်ကိုတကယ်တိဆောက်ကြရမယ်လို့အဲ့ဒီသတင်းစကားကိုကျွန်တော်ဒီမှာအထိကပါပါတယ်ဒီပွဲကိုတက်ရောက်လာတဲ့နိုင်ငံရေးပါတီတွေအလို့သမားနဲ့လယ်သမားအဖွဲ့အစည်းတွေကဂုံပြုတ်တဝန်လာတွေဖတ်ကြားခဲ့ကြပြီးတော့လယ်သမားအလို့သမားနဲ့ကျောင်းသားတွေရဲ့အခွင့်အရေးတွေအပြည့်အဝရရှိနိုင်မှုအတွက်အစိုးရကဆောင်ရွက်ပေးဖို့တိုက်တွန်းခဲ့ကြပါတယ်ခင်ဗျာ RFI Radio အသံလွှင့်အစီအစဉ်တွေကိုနေ့စဉ်နေ့တိုင်း မနေ့9နာရီကနေ10နာရီအထိတစ်ကြိမ်ညဘက်ပိုင်းမှာ9နာရီကနေ10နာရီအထိတစ်ကြိမ်အမေရိကန်ပြည်ထောင်စုဝါရှင်တန် DC မြို့တော်ကနေပြည်တိုက်ရိုက်ထုတ်လွှင့်နေပါတယ် RFA အသံလွှင့်အစည်းအဝေးတွေမှာနေ့စဉ်သတင်းနဲ့သတင်းပေးပို့ချက်တွေဒါအပြင်ဆက်သွယ်မေးမြန်းချက်တွေအပတ်စဉ်ကဏ္ဍဆောင်မတွေကိုလည်းပဲထုတ်လွှင့်ပေးပါတယ်ဒါတွေအပြင်နေ့စဉ်မနေ့ပိုင်းအစည်းအဝေးမှာတိုင်းရင်းသားဘာသာစကား9မျိုးကို အလှည့်ကျထုတ်လွှင့်ပေးပါတယ်တနင်္ဂနွေနေ့တွေမှာတော့ ပြည်တွင်းမှာဖြစ်ပေါ်နေတဲ့သတင်းတွေမျက်မှောက်ရေးရာအခြေအနေတွေနဲ့ပတ်သက်ပြီးတနင်္ဂနွေဆွေးနွေးပွဲသကဝိုင်းအစီအစဉ်ကိုမနေ့ပိုင်းမှာရောညဘက်မှာပါနှစ်ကြိမ်ထုတ်လွှင့်ပေးပါတယ်။ RFA ရုံမြင့်တန်းကြားအစီအစဉ်တွေကိုတော့နေ့စဉ်အစီအစဉ်တွေကိုသတင်းနဲ့သတင်းပေးပို့ချက်တွေတိုင်းရင်းသားအစီအစဉ်တွေနဲ့ထုတ်လွှင့်ပေးပါတယ်။စနေနေ့ညဘက်မှာထုတ်လွှင့်တဲ့အပတ်စဉ်ရုပ်သံမဂ္ဂဇင်းအစီအစဉ်ကိုနောက်တစ်နေ့တနင်္ဂနွေနေ့နဲ့တနင်္လာနေ့တွေမှာပြန်လည်ထုတ်လွှင့်ပေးနေပါတယ်။ RFA ရုပ်မြင်သံကြားအစီအစဉ်တွေကြီးစုနေကြတာပါ။နိုင်ငံရေးကျင်းသားဟောင်းတွေရဲ့သားသမီးတွေကိုမြစ်တာအိုးဝေဖောင်ဒေးရှင်းကပညာရေးပစ္စည်းတွေထောက်ပံ့လှူဒါန်းတဲ့အခမ်းအနားကိုရန်ကုန်တင်ကန်းကျွန်းမြို့နယ်က88မျိုးဆက်အဖွဲ့ရုံးကမှဒီကနေ့ပြုလုပ်ခဲ့ပါတယ်။ RFA သတင်းတောက်ကိုအောင်သင်ခတင်ပြထားပါတယ်ခင်ဗျာ။မြစ်တာအိုးဝေဖောင်ဒေးရှင်းကိုရွှေပါရမီတော်ရဆရာတော်အရှင်ဆန္ဒအဓိကကနိုင်ငံရေးကျင်းသားဟောင်းတွေရဲ့သားသမီးတွေအတွက်ကျန်းမာရေးပညာရေးအတွက်ဖောင်ဒေးရှင်းအနေနဲ့တည်ထောင်ထားတာဖြစ်ပြီး ပြီးခဲ့တဲ့2014 2015ခုနှစ်ပညာသင်ထဲမှာစတင်ခဲ့တာဖြစ်ပါတယ်။နိုင်ငံရေးအကျဉ်းသားဟောင်းတွေရဲ့အသားသမီးတွေအတွက်မြစ်တာအိုးဝေဖောင်ဒေးရှင်းကကလေးတအူးကိုငွေကျပ်3000နဲ့ကျောင်းသုံးစာရေးကိရိယာတွေပေးအပ်လှူဒန်းခဲ့ပါတယ်။နိုင်ငံရေးအကျဉ်းသားဟောင်းတွေရဲ့အသားသမီးတွေပေါ့နော်ကျောင်းတက်နေတဲ့နိုင်ငံရေးအကျဉ်းသားတွေပါမယ်။ပြီးတော့နိုင်ငံရေးကျောင်းနိုင်ငံရေးအကျဉ်းသားဟောင်းတွေရဲ့အသားသမီးတွေပါမယ်။အဲ့တော့ဒီနေ့2016 2019ပညာသင်တဲ့တက်တဲ့အချိန်မှာတော့ပလာဆာဟုတ်သုံးတာစဉ် ခဲလန်တရာစင်နဲ့ဒီနေ့မှာထူးထူးခြားခြားတယောက်ကိုကျွန်တော်တို့ငွေကျပ်3000ငွေသားပေါ့ကျပ်3000တိကျွန်တော်တို့ထောက်ပံ့နိုင်မှာဖြစ်ပါတယ်ဥက္ကူကိုကြီးကယုံကြည်ချက်ကြောင့်အကျဲချခံရသူတွေရဲ့တာသမီတွေကိုအားမငယ်ဖို့အားပေးခဲ့ပါတယ်ဒီနေ့ဒီချိန်မှာတော့အဲ့ဒီလိုဖြတ်တန်းခဲ့ရတဲ့ဒုက္ခဒုက္ခတွေကြောင့်ပဲကျွန်တော်တို့ရွေးချယ်လိုက်တဲ့အဆိုးရကျွန်တော်တို့ရွေးချယ်လိုက်တဲ့လွတ်တော်ဖြစ်လာပါပြီအဲ့တော့တားတို့သမီးတို့ကိုပြောချင်တာကတားတို့သမီးတို့ရဲ့ ဖေဖေတွေမေမေတွေဥဥတော်တော်တွေထောင်ကြခဲ့တာနဲ့ပတ်သက်ပြီးတော့သားတို့ဂုံယူတတ်ဖို့တမီးတို့ဂုံယူတတ်ဖို့အဲ့ဒါတွေဟာသားတို့တမီးတို့အတွက်ဟလာအားတက်စရာတွေခွန်အားဖြစ်စရာတွေဖြစ်ပြီးတော့ဟလာဒီရတဲ့အထောက်ပံ့တွေဟာပစ္စည်းဥပစ္စည်းရုပ်ဝတ္ထုမဟုတ်ဘဲနဲ့အားလုံးကနေတောင်းတဲ့တယောက်ဟလာ စာနာပြီးတော့ဂယုနာနဲ့တောင်းတဲ့တယောက်ကူညီရိုင်းပင်းနေကြတယ်ဆိုတော့စိတ်ဓာတ်ခွန်အားနဲ့သားတို့တမီးတို့ကကြိုးစားကြပါလို့အဲ့ဒါပဲမှားကျင်ပါတယ် ခုလူဒန်းနာဟာတတရအကျိန်ဖြစ်ပြီးနေဝေးဒေတာတွေကလာနေစေဖြစ်တဲ့အတွက်ထောက်ပံ့ပေးနိုင်တဲ့ကျောင်းသားကျောင်းသူဥယေကိုတော့အတိအကျမထုတ်ပြန်နိုင်သေးပါဘူး။ကျောင်းတက်မဲ့တက္ကသိုလ်ကျောင်းသားကျောင်းသူတွေအတွက်ငွေကျပ်တသိန်းအထိလူဒန်းသွားမှာဖြစ်ပါတယ်ခင်ဗျာ။ကိုအောင်တင်ခတ်တင်ပြသွားတာပါ။ရခိုင်ပြည်နယ်ပုံနာကျုံမြို့နယ်ကဒုက္ခသည်စခန်းတွေမှာစစ်ပီးဒုက္ခသည်300ကျော်ရှိနေပါတယ်။ဒီဒုက္ခသည်စခန်းတွေရဲ့နောက်ဆုံးအခြေအနေကိုကျွန်တော် RFA သတင်းတောက်ကိုမင်းသိန်းအောင်တင်ပြထားပါတယ်ခင်ဗျာ။ ခုဒီနေရာကတော့ပုံနာကျွမ်းမြို့နယ်အထက်တင်မွန်းနှံကျေးရွာမှာရှိတဲ့စစ်ပေးဆောင်ဒုက္ခသည်စခန်းဖြစ်ပါတယ်။သူတို့တွေကပုံနာကျွမ်းမြို့နယ်မှာရှိတဲ့နေသေးရဲ့ကျေးရွာကထွက်ပြေးတင်းချောင်လာရသူတွေဖြစ်ပါတယ်။နေသေးကျေးရွာမှာနေမီတင်းချင်းအေးချမ်းမှုမရှိသေးတာကြောင့်ဒီမှာယာယီတဲရင်တွေဆောက်ပြီးတော့သူတို့နေထိုင်ကြတာဖြစ်ပါတယ်။ဒီယာယီတဲရင်တွေဆောက်လုပ်ဖို့အတွက်အရက်ဖက်လူမှုအဖွဲ့အစည်းတွေကအဓိကကူညီပံ့ပိုးပေးထားတာလည်းဖြစ်ပါတယ်ခင်ဗျာ။အထက်သိမ်မွန်းတဲ့စေပေးဒုက္ခသည်စခန်းမှာဒုက္ခသည်အင်အားစု30ကျော်ချီပြီး လူဦးရေအပြင်160ကျော်ကြီးတာဖြစ်ပါတယ်ဒုက္ခသည်တွေလက်တလော့ဆဝဲနေရတဲ့အတွက်အရက်ဖက်လူမှုအဖွဲ့အစည်းတွေကအဓိကကူညီပံ့ပိုးပေးထားတာဖြစ်ပြီးပြီးခဲ့တဲ့အပတ်ကပြည်နယ်အစိုးရအဖွဲ့ကအင်နာဇုတစုကငွေကျပ်2သိန်းစီအကူအညီပေးခဲ့ပါတယ်ကျွန်တော်တို့မှာတိခေါဝါခေါဝါဆိုတော့အဲ့မှာတီတီဝါတွေဝေမဲ့လူတွေကမလာဘူးပေါ့ခက်ခဲတွေရှိရဲစားရတောင်းရဲမဟုတ်ပြီးကျွန်တော်တို့တောင်းရစိတ်ခင်းနေကအခုဆိုလို့ရှိရင်အရှင်မမီတော့ဘူးပေါ့နောက်ကျတော့ဘူးပေါ့တခြင်းမတိုင်မီမှကျွန်တော်တို့တောင်းရမင်းချုပ်ကြတာပေါ့ တခြင်းလွန်တော့နဲ့တောင်ရစီခင်းကိုစလို့မှကျွန်တော်တို့ကအချင်းရှိရဖို့ကျွန်တော်တို့ဒီမှာနေဖို့တိမ်ဖို့ဆိုတာတော့အတိတ်တာတော့မရှိပါဘူးဒါပေမဲ့ဒီတန်းပြီအီရှန်တာယာပြီးမှကျွန်တော်တို့ပြန်မီလို့စိတ်ကူးတော့ပြီးအချင်းပြီးအခါအတိတ်တာတော့မရှိပါဘူးဒါပေမဲ့ဒီမှာနေတဲ့ကာလပတ်လုံးမှာကျွန်တော်တို့စားရေးတောက်ရေးကလေးတွေကြောင်းနေဖို့ရတဲ့လိုအပ်ပါလားခင်ဗျ အစိုးရကယာယီစာသင်ကျောင်းတွေဆောက်လုပ်ဖို့စီစဉ်နေပေမဲ့ဒီနေ့အထိမဆောက်ရသေးတာကြောင့်ဘုန်းတော်ကြီးကျောင်းမှာကလေးတွေကိုစာသင်ပေးနေတယ်လို့သိရပါတယ်။အထက်သင်ပွင့်နဲ့ကြီးရွာနဲ့ရှောင်းတပတ်ကမနေမဝေးမှာဖားကြွယ်ကြီးရရှိပြီးအဲ့ဒီဒုက္ခသည်စခန်းမှာလည်းအင်တာဆို30လောက်နဲ့လူဦးရေ160ကျော်ရှိတာဖြစ်ပါတယ်။အဲ့ဒီဒုက္ခသည်တွေဟာပုံနာကျွမ်းမြတ်နဲ့အဝိုင်းနာကြီးရွာကနေထွက်ပြေးတင်းချောင်လာကြသူတွေဖြစ်ပါတယ်။နေမြတင်ရင်အေးချမ်းပြီးနေရက်မှာပုံမှန်အတိုင်းလောက်ကစားသားနိုင်အောင်အစိုးရကဆောင်ရွက်ပေးဖို့ဒုက္ခသည်တွေကမျှော်လင့်နေကြပါတယ်။ ကျွန်တော်ပြုတ်ရှင်နေကြတော့ကျွန်တော်အီးရှင်းနေရှင်ပါတော့ကိုနေရကိုကိုအီးရှင်းကိုလို့အလုံးနဲ့ကိုစောလို့နေရှင်ပါဟုတ်အထက်သိမ်ဝင်နဲ့ကြည့်ရဒုက္ခသစ္စကံမှာကျမ်းမာရဲ့ဝန်ထမ်းအချုပ်ကိုတွေ့ရပြီမဲ့ဖားကြွယ်ကြည့်ရမှာတော့ကျမ်းမာရဲ့ဝန်ထမ်းတွေမတွေ့ရပါဘူးဒါအပြင်အဲ့ဒီဒုက္ခသစ္စကံတစ်ခုစလုံးမှာရင်းလုံးဣတာရယ်မရှိပါဘူးရခိုင်ပြည်နယ်မှာပြီးခဲ့တဲ့ဧပြီလကအေအေလက်နက်ကန်အဖွဲ့နဲ့အစိုးရတပ်မတော်တို့ကြားဖြစ်ပွားခဲ့တဲ့တိုက်ပွဲတွေကြောင့်ပုံနာကျွမ်းကြောက်တော်ဘူးတီတောင်ရေတိတောင်စတဲ့မြို့နယ်တွေမှာ

တိုင်းဒေသလက်နက်ကိုင်တပ်ဖွဲ့တွေထိုင်းနိုင်ငံချင်းမှမြို့မှာဇွန်လ3ရက်နေ့ကတွေ့ဆုံခဲ့တဲ့အကြောင်းကိုတော့မြန်မာဘာသာစာနာထုတ်နဲ့တင်ပြထားပါတယ်ခင်ဗျာ။ ปางกลมหุ่นซักมือกือกันในจัดเฮ็ดในวันที่สามเลือนจุนยามกลางนั้นดรเตียนเมียววินโฮเปาโกปองเป็นปางกลมลงปางลงปีโฮปักเศร้าเอ็ด อันดองสันสุจีเป็นเก้ากัน ขอดพอดปันนันออนเอาผู้น้ำเนื้ออุลามองช่วยและดังจุ่มเจอหาเกาะขอบทบจุ่มเจ้าคือเจอไปเลยลงลายมือกึดตึกตัวเมือง NCA จุ่มโตแดนอุบโองมีการเมือง Delegation for Political Negotiations DPN อันจอมฮันกอมหมอออนโฮจุ่มเจอสสิบองเกาะ นนันป้าจอมหานใจทุกเจ้าซื้ออ่อนเนจุ้มว่า WNO ก็ยังป้าตาอันยนเขาเจ้าเฮาคาเลยครับปุ่นพ้นแต่มาหบทบอุบโอตัง พี่น้องเจ้าคือทั้งหมดตาโฮมกันก่อตั้งมงหมตุ้มแฟตเรดยไล่กัดเย็นพังหบทบกําเนเดเป็นขักตอนแหกต่เด็กก็เลยหบ อุปกันตั้งจุ้มเจ้าคือจือไปเลี้ยงลายมือนซีเขาคาดเด็กขัดจต้องทำด้วยว่าย้อนสังเลอ่ำลงลายมือเด็กขัดจเกลองข้องคำเสเปิดตั้งปันกูหมูกูจุ้มเข้ามาป้าจอมไลเนอร์ปังกลุ่มการเมืองในกป้าเจมจุ้มอยากแข่งตาอ้างแลกูกัางจะไหนไหนเขา บางลงลายมือคือตึกปัดปืนโตเมืองลีโคมไมแอนซีเอนั่นเดจุ้มหลงปองจึงเต้งสิงออนโฮจัดเหตุกว่ามืวันที่สิบห้าเดือนออกตุเบอร์ปีสองเฮงสิบห้าอันลงลายมือแอนซีเอตั้งหลงปองจึงเดเป็นของเสียวขึ้นจึงได้ดับซึกจึงได้อาซีเอส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 เอดับซึกยางสามจุ้มอันเป็นเคเอ็นยูเคเอ็นเอลเอพีซีและดีเคบีเอจุ้มปะโอพีเอ็นเอลโอจุ้มระแข่งเอลพีจุ้มแข่งซีเอ็นเอฟและดังจุ้มดับซึกลูกเห็น ABSDF จนเจ้าคือจะไปไล่ลงไล่มือลีคอมายีเอในกำนำเป็นในลูกจุ้มย u n f นเอฟีเลเมื่อเลินมาชปนมาในยูอนเ UNFC ไล่ห้องเจอเขาเสีขอดตังปันเป็นจุ้ม DPN ดีบางกลุ่มในตั้งสองป่าสองฝ่ายอุบโอ้สางลองจำใจกันเสียังอันเตหะ จุ้มเจ้าคือจือปะไล่ลงไล่มือลีโฮมาซีเอในไล่เข้าป้าเนปางกุมปางหลงปีโฮปักเศร้าเอ็ดอันนั่งอ่องสั้นสุจิติออนโฮจัดเฮ็ดนั้นวันในคาออเชန်တိုငนးသားဘดาာအစီအစဉ်ထုတ်လွีင့်ပေးကြတာပါခင်ဗျာပြည်သค်များခင်ဗျာမြန်မာนံတော်ချိန်ည7 0กနာရီခွဲนနยที่ทာရီအထိထုတ်လ ရုပ်မြင်သံကြားအစီအစဉ်တွေကိုကွန်ပျူတာအင်တာနက်ကနေတဆင့်လဲဓာတ်ရိုက်ကြည့်ရှုနားဆင်နိုင်ပါတယ် RFA မြန်မာပိုင်းအစီအစဉ်ရဲ့အင်တာနက် website လိပ်စာကတော့ www.rfa.org/burmese ဖြစ်ပါတယ်ဒါပြင်အင်တာနက် YouTube နဲ့ Facebook စာမျက်နှာတွေမှာလည်းဓာတ်ရိုက်ကြည့်ရှုနားဆင်နိုင်ပြီဆိုတဲ့အကြောင်းအသိပေးအပ်ပါတယ်ခင်ဗျာ RFA ရုပ်မြင်သံကြားအစီအစဉ်တွေကိုအချိန်တိုးချက်ပြီးထုတ်လွှင့်ပေးနေပါတယ်ညဘက်၈နာရီခွဲမှာပုံမှန်ထုတ်လွှင့်နေတဲ့အစီအစဉ်တွေကိုနောက်တနေ့မနေ့9နာရီခွဲမှာဒီချိန် နေ့လယ်တနာရီမှာဒီကြိမ်ပြန်ပြီးထုတ်လွှင့်ပေးနေပါတယ်။ဒီစီစဉ်တွေကိုလက်ရှိထုတ်လွှင့်နေတဲ့ Asia Set 7 Jodu နဲ့ New Skies Jodu တွေကနေဖန်ယူကြည့်ရှုနားဆင်နိုင်တဲ့အကြောင်းကိုလည်းအသိပေးအပ်ပါတယ်ခင်ဗျာ။ဒီညတွေ RFA ရုံးမြင့်တန်းကြအစီအစဉ်တွေလည်းဒီမှာတွင်ပြီးဆုံးပါပြီ။ကြည့်ရှုကြတဲ့ပရိသတ်အားလုံးကိုအထူးကျေးဇူးတင်ပါတယ်။မင်္ဂလာပေါင်းနဲ့ပြည့်စုံကြပါစေခင်ဗျာ။ Thank you.